နေပြည်တော်ကောင်စီနေမြေဇေယတိရိကျေးရွာတွေမှာနွေရာသီကာလရေပြက်လက်မှုတွေရှိနေပြီးလက်ရှိမှာရေလူတန်းမှုတွေရှိပေမဲ့ရေထက်မှန်လိုအပ်နေသေးတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါဗါးအားစားပါလားရေရစရတယ်လေကျုံနေရေနှစ်တရာဆိုအဲလက်ခင်း၃နာရီခွဲ၄နာလောက်ပဲထခါရမလက်ခင်းမိုးလေးနာနဲ့ကုန်ပဲရှိရှားတာလက်ရှိမှာရေပြက်လက်နေတဲ့ကျေးရွာပေါင်း၁၂ရွာခန့်ရှိပြီးလိုအပ်နေတဲ့တောက်သုံးရေကိုတက်မရောအထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ပြင်ပအလှူရှင်တွေက ဂါလန်1200ဆန့်ကားတွေနဲ့လာရောက်လှူဒန်းမှုတွေရှိပေမဲ့ရေအလူရှင်တွေထပ်မံလို့အပ်နေသေးတယ်လို့နန်းအောကျွာကဒေသခံတွေကဆိုပါတယ်။ကြာပြီးမိုးခေါင်တော့အခုနှစ်ကတနည်းလုံးလို့လို့ပဲမိုးစမိုးဦးဟိုတည်းဖြစ်နေရ။ဆောင်းဝင်တွေကချတာ။အာဆရာကြီးလာလို့ချင်းဆရာကြီးရေကျွန်တော်တို့ဘက်တစ်စည်းလောက်ပို့ပေးပါအောင်ဆိုမှထွက်ဝက်လောက်ကလေးထည့်ပြီးတော့ထွက်ဝက်ကဟိုဘက်ပေးရအောင်မှအဲ့လိုလုပ်တာ။ခုနကဝစီပြင်းတောက်ရရတယ်ရေသားကိုထွက်တာလေ။အဲ့ရေသားကတောက်ယူတညလုံးမအရောက်လူပါ။ ဟုတ်အလှဲ့နဲ့နင်းရတာကိုတောင်မဲ့စားမယ်ဟုတ်တောင်မဲ့ကွာတောင်စားမယ်ဟုတ်ကဲ့ညာလုံးအလှဲ့နဲ့လူပါဆေးရသီရိမြို့နယ်မှာရှိတဲ့ရေပြက်လက်နေတဲ့ကျေးရွာတွေကတော့ခေအေးရွာအင်ပင်ခုံရွာဆက်ကုန်းရွာချောင်းဖြားရွာနန်းအော့ရွာဒိုးပင်ခုံရွာဥယင်ရွာရေစင်းရွာကန်တာအေးရွာရွှေကြရွာပြည်ဆန်အောင်ရက်ွက်နဲ့နယ်မြေလေးတို့ဖြစ်တယ်လို့ဇေယသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးချုပ်ကတာဝန်ရှိသူတအူးကဆိုပါတယ် ရေပြက်လက်နေတဲ့နန်းအောကျေးရွာနဲ့အခြားကျေးရွာတွေကိုကာကွယ်ရေးဝန်ကြီးဌာနစခန်းမှုရုံးကရေကလန်1200ဆန်ကားနဲ့တရက်ကို100ကောက်နှုန်းနဲ့ရေပြက်လက်နေတဲ့ကျေးရွာတွေကိုတရက်ချားရေပေးဝေလျက်ရှိပါတယ်။ဒီလိုရေပြက်လက်နေတဲ့ကျေးရွာတွေအတွက်ရေလူတန်းမှုတွေနဲ့ရေရင်းတူးဖော်ပေးမဲ့အလူရှင်တွေလိုအပ်နေပြီးလူတန်းမှုတွေပြုလုပ်လိုပါကဇေယသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုရုံးကိုဆက်သွယ်လှူဒန်းနိုင်တာဖြစ်ပါတယ်။